တခါတော့ရွာတရွာမှာ အဖိုးကြီးဖွားကြီးလင်မယားရှိတာပေါ့နော်အဲအဖိုးကြီးဖွားကြီးလင်မယားအသက်အရွယ်တော်တော်ရလာတဲ့အထိသားသမီးရတဲ့နာမထွန်းကောင်းသူတို့သားသမီးတိတ်လို့ကျန်အဲသွားပြီးတော့ရွာထိတ်ကညောင်မင်းကြီးကိုသွားပြီးတော့ညောင်မင်းကြီးမှာရှိတဲ့ရုပ်ကစိုးစီမှာသွားသွားပြီးတော့အဲဆွတ်တောင်းတာပေါ့ဘလို့ဆွတ်တောင်းလဲဆိုတော့သားသမီးရတဲ့နာထွန်းကောင်းသားလေးတယောက်လောက်နော်သမီးလေးတယောက်ဖြစ်ဖြစ်သားလေးတယောက်ဖြစ်ဖြစ်ပေးသနာတော်မူပါနော်ဘလို့ပဲဖြစ်ဖြစ်သူတို့အသက်အရွယ်လည်းရနေပြီဆို သားသမီးတွေတယောက်တော့လိုချင်ပါတယ်အဲ့ဒီကလေးဟာဘာပဲဖြစ်နေဖြစ်နေနောက်ဆုံးလက်မလေးလောက်ပဲရှိနေပါစေနော်သူတို့သားသမီးတယောက်လောက်ပေးပါဆိုရုပ်ကစိုးစီကိုတောင်းတဲ့အခါမှာရုပ်ကစိုးနမင်းကသူတို့ဆောင်းမပြီးတော့မှတခါတယ်သားသမီးရတနာထွန်းကားလာဒါပေမဲ့သူတို့ဆွတောင်းတဲ့အတိုင်းသူတို့ပြောတဲ့အတိုင်းပဲသူတို့ရဲ့သားလေးဟာလက်မလေးလောက်ပဲရှိတယ်အဲ့တော့သူကတိတ်တိတ်လေးပေါ့အဲ့လက်မလေးလောက်ပဲရှိတဲ့ကလေးလေးကိုမွေးလာအဲ့ဒီကလေးလေးဟာအလွန်ချစ်စရာကောင်းတယ်အသိဉာဏ်လည်းတိတ် ပြီးတော့ညံလဲကောင်းတယ်ပေါ့လူချစ်လူခင်တဲ့မြင်ရတယ်ဒါပေမဲ့ तू ကငလက်မလေးဟာဒီလက်မအရွယ်ကနေမတက်တော့ဘူးเนาะထပ်ပြီးတော့ကြီးမလာတော့ဒါကြောင့် तू ကငလက်မလေးလို့နာမည်တွင်တာပေါ့ရွာထဲမှာတော့ तू ကညံလဲကောင်းတယ်လူချစ်လူခင်တဲ့အလွန်များတယ်အဲအဲ့လိုလဲငလက်မလေးကလူပြုံပေါက်အရွယ်ကိုရောက်လာသူ့ရဲ့ခန္ဓာကိုယ်လေးကတော့လက်မလောက်ပဲရှိတာပေါ့เนาะလူပြုံပေါက်အရွယ်ကိုရောက်လာတဲ့အချိန်မှာ तू ကညံကောင်းတဲ့အတွက်ရီမန်းချက်ကမြင့်ပါတယ် तू ကဘာပြောလဲဆိုတော့မင်းနေပြီးတော့သွားကျင်တယ်မင်းနေပြီးတော့မှဘယင်းမင်းမြတ်ရဲ့အမှုတော်ကိုထမ်းဆောင်ကျင်တယ်ဟာဟာ အဲ့တော့သူမိဘတွေကသားသားလက်မလောက်လေးလေးရှိတာစိတ်မချောက်ဒါပေမဲ့မိဘတွေကငလက်မလေးကပူဇာလွန်းတဲ့အခါကျတော့သူတို့သားလေးညံကောင်းတာကိုလည်းသိတဲ့အခါမှာနောက်ဆုံးဘလို့မှပြောလို့မရတော့နေပြည်တော်ကိုလွတ်လိုက်ရမင်းနေပြည်တော်လွတ်ဖို့အတွက်သူသားလေးအတွက်အဝတ်အဝတ်ကလေးတွေပေါ့နော်တစ်တစ်လေးတွေချုပ်ပေးလိုက်တယ်နောက်သူသားလေးအတွက်ဒိုင်းအနေနဲ့သုံးဖို့အတွက်ဇလုံလေးတစ်လုံးပေးလိုက်ဇလုံတစ်တစ်လေးတစ်လုံးပြီးရင်တူလေးတစ်ချောင်းကိုလည်းပေးလိုက်တယ်တူလေးတစ်ချောင်းကတော့လက်နက်အနေနဲ့သုံးဖို့အဲ့တော့ငလက်မလေးကလူကောင်းတစ်တစ်လေးဆိုတော့ နေပြည်တော်ရောက်ဖို့ကမလွယ်ဘူးလေအဲ့ဒါနဲ့ तू ကမင်းနေပြည်တော်သွားတဲ့ဒီရွက်လေကြီးတစည်းပေါ်မှာ तू မတိမတာတက်လိုက်ပြီးတော့မှမင်းနေပြည်တော်ရောက်တော့ဟာမင်းနေပြည်တော်ရောက်တော့လေသူခမရမှာတနေရာတနေရာသွားဖို့ဆိုတာမြင်းလဲတွေနွားလဲတွေပေါ်မှာခိုကက်ပြီးလိုက်သွားပြီးရှာတာပေါ့နောက်ဆုံးနောက်ဆုံးရှာတဲ့အခါမှာအမတ်ကြီးရဲ့ဘေးမြင့်မြတ်ရဲ့အားထားခြင်းခံရတဲ့အမတ်ကြီးရဲ့အိမ်တော်ကိုသူရောက်သွားတယ်ရောက်သွားတဲ့အခါအိမ်တော်ရှေ့ကိုသွားပြီးတော့ငလမလေးရဲ့ထူးခြားချက်ကတော့ तू ကအကောင်သာသေးတာအတန်ကတော့ကျွန်တော်တို့လူတွေရဲ့ဗဂရီအတန်လိုပဲ အတန်ကတော့သူကပဂရိအတန်တိုင်းပဲထွက်တယ်လူကောင်းသာသေးတာဆိုတော့သူကအဲ့ဒီရှိမှသွားပြီးတော့ဟေးနော်ကျွန်တော်မျိုးဟာအမတ်ကြီးရဲ့အမှုတော်ထမ်းဆောင်ကြပါတယ်နော်အမတ်ကြီးထံကိုကျွန်တော်မျိုးကိုပို့ပေးပါလို့တောင်းအဲ့တော့ဟိုရှေ့ကစောင့်နေတဲ့တကမူးရဲမက်တွေကကြောင်တောင်နေဖြစ်ကုန်ဟာတို့အတန်တော့ကြားရတယ်လူမတွေ့ဘူးတရေ၆တာလားကျွန်တော်မျိုးအမကြီးနဲ့တွေ့ကြမှာလေဆိုဟာအတန်တော့ကြားရတယ်လူမတွေ့ဘူးအဲ့ဒါရှောင်းရှာရင်းရှာရင်းရှာရင်းနောက်ဆုံးမှာ အဲ့ဒီအောက်ကခုံဖွနယ်လေးတည်ရနောက်မှာအတန်ထွက်နေတာသူအဲ့ခုံဖွနယ်လေးကိုလည်းဖယ်လိုက်ကိုလာလာနောက်မှာငလက်မောက်အတွေ့အဲ့တော့သူတို့ကအဲ့ငလက်မလေးကိုသူတို့လက်ဖွားပေါ်တင်ပြီးတော့အတန်ကတော့သူကငကိုကျွန်တော်တို့လူတွေရဲ့ပုံမှန်တန်တိုင်းကြားနေရတာပေါ့တော်တော်ထူးဆန်းကြည့်တဲ့အခါမှာအမကြီးထံပို့ပေးပါဆိုတော့ထူးဆန်းနေတာနဲ့သူတို့ကအမကြီးစီကိုယူသွားတာပါအမကြီးကလည်းသူ့လက်ဖွားပေါ်တင်ပြီးပြောတဲ့အခါအမေသူကအမကြီးလက်ဖွားပေါ်လည်းရောက်သွားငလက်မလေးကတေးသေးချာချာစနစ်တကျအယိုအတည်ပြုမင်းဒီထုံတန်းအစင်လာနန်းတွင်ထုံတန်းအစင်လာအတိုင်း စနစ်တကျအယုသေပြုအဲ့လိုအယုသေပြုပြီးတော့မှကျွန်တော်မျိုးကြီးကနော်အရှင်မင်းမင်းတရာကြီးရဲ့ဖုံးဖုံးတကူတော်ကြောင့်မင်းတရာကြီးထံမှာအမှုထမ်းရွက်ခြင်းတဲ့အတွက်ပထမအဆင့်အနေနဲ့အမတ်ကြီးထံမှာကျွန်တော်မျိုးကိုအလုတ်တင်အနေနဲ့အမှုတော်ထမ်းဆောင်ဝင်ပေးပါဟာအမတ်ကြီးကသဘောကျတယ်ဟာသူကစနစ်တကျလည်းပြောတာဘူးနော်ဒါပေမဲ့ရည်တာပေါ့သူ့ရဲ့အမတ်ကြီးရဲ့ဒီဘက်ကတပည့်တွေကဟာဒီကောင်လေးကတိတ်တိတ်လေးအကောင်လေးကလည်းတိတ်တိတ်လေးဘယ်နေရာမှာမင်းအသုံးစားလို့ရလို့တော့ တော့ငလမလေးကဒေါသထွက်သွားကျွန်တော်မျိုးဘယ်နေရာမှာသုံးစားလို့မရရလားမရလားသိကျင်အခုဒီမှာတကားတစ်ချက်ပိတ်ထားတယ်တွေ့လားအမကြီးရဲ့ဟိုမှာအခန်းတစ်ခန်းမှာတကားပိတ်ထားအေးအဲ့ဒီအခန်းကိုခင်ဗျားတို့ဘယ်လိုဝင်မလဲအဘလိုဝင်မလဲတော့ဖွင့်ဝင်မှာပေါ့အဲတော့မရဘူးဒီတိုင်းဘယ်လိုဝင်မလဲဟာတကားဖြတ်ပြီးဝင်တကားကိုလည်းဖြတ်လို့မရဘူးမဝင်တတ်တော့ကျွန်တော်မျိုးကတော့ဟိုနောက်ကအောက်ကအပေါက်ကနေအသာလေးဝင်သွားလို့ရတယ်ကြည့်ကျွန်တော်မျိုးအစွမ်းသိပြီမလားလူတိုင်းမှာကိုယ်အစွမ်းနဲ့ကိုယ်ရှိတယ် အဲ့အမကြီးကလည်းငလတ်မလေးစကားပြောပုံဆိုပုံနဲ့သဘောကျပြီတခါတည်းသူ့စီမှာအလုတ်တင်အနေနဲ့တောင်းဝင်ပြလိုက်ငလတ်မလေးကညံကောင်းတယ်အပေါင်းသင်းဆက်ဆက်ရင်းနဲ့တိတ်ကောင်းတော့ချက်ချင်းပဲခဏလေးခဏချင်းအတွင်းမှာပဲအမကြီးရဲ့အိမ်တော်မှာလူချစ်လူကင်အလွန်များတယ်အမကြီးရဲ့တမီးလေးကလည်းတမီးတော်လေးရှိတာပေါ့အမကြီးရဲ့တမီးတော်လေးရဲ့တမီးလေးကလည်းငလတ်မလေးကိုအလွန်ချစ်တော့သူ့ရဲ့ကိုရံတော်တက်မှုလေးအနေနဲ့အမေသူကတောင်းဝင်ပြတယ်တောင်းဝင်ထမ်းဆောင်တဲ့နေရာလည်းတော်တော်ကောင်းတယ်တော့ဗာလေအဲ့ဒီမင်းသမီးလေးရဲ့ပခုံးပေါ်မှာကြည့်နေတဲ့သူတွေတောင်းဝင်ထမ်းဆောင်နေပြီတဲ့နော်ဘဲသောသားသူကပခုံးပေါ်တင်ခေါ်သွားတယ် တနေ့ကျတော့မင်းသမီးလေးကတောထဲမှာပန်းခူးထွက်တာပေါ့ပန်းခူးထွက်တယ်သူ့ရဲ့ချွေရံသိမ်းမရဲမက်တွေနဲ့ပန်းခူးထွက်တဲ့အချိန်မှာအဲ့ဒီတောထဲမှာတောင်းကျန်းနေတဲ့တပတ်ကြီးတကောင်နဲနဲနောနောတပတ်ကြီးမဟုတ်ဘူးအကောင်ကြီးကတပတ်ကြီးတကောင်ထွက်လာတဲ့အခါမင်းသမီးလေးကိုဖမ်းဖို့ထွက်လာတဲ့အခါမှာသူနဲ့ပါလာတဲ့အပေါင်းအသင်းတွေရဲမက်တွေအကောင်တချိုးနဲ့လစ်ပြေးတာပဲတပတ်ကြီးတပတ်ကြီးဆိုဘယ်ရောက်သွားမှမသိတော့ငလမ်းမလေးကတော့လစ်မပြေးဘူးမင်းသမီးလေးရဲ့ပခုံးပေါ်မှာငလမ်းမလေးကရှိအလမလီမင်းသမီးလေးပခုံးပေါ်မှာမင်းသမီးလေးနဲ့အတူရှိပြီးတော့မှဟေးတပတ်ကြီးငါကမင်းသမီးလေးရဲ့ ကိုရံတော်တမှုပဲအေးမင်းငါ့ဘို့နိုင်မမင်းမင်းသမီးတို့လူဖမ်းလို့ရတပတ်ကြီးကထိုင်နေတာပေါ့ဟာမင်းကဘလောက်အကောင်ရှိလို့လဲဆိုသူလက်မပေါ်တင်ပြီးတော့တခါတဲ့ sorry လက်ဖွားပေါ်တင်ပြီးတော့တခါတဲ့တပတ်ကြီးကဘာမှပြောမနေတော့တခါညှို့ချပလိုက်ဝါဖို့အချိန်မရောက်တော့ငလက်မလေးကတခါတဲ့တပတ်ကြီးကအကောင်ထဲကနေတဆင်ဘိုက်ထုပ်အမြန်တခါတဲ့ရေလွာချောစီးတယ်လို့ရောက်တယ် ိုက်ထဲလဲရောက်ကိုတောင်းကျမ်းတော့တာပဲသူ့မှာပါတဲ့2ရဲ့ဇလုံရဲနဲ့တခါတဲ့ဥတွေကိုပြောင်းဆောင်တောင်းကျမ်းတော့တခါတဲ့တပတ်ကြီးကခဏလေးအတွင်းမှာပဲဘလို့မှမခံနိုင်တော့တာနဲ့လူးလိုက်ပြီးပြန်အန်ထုတ်တဲ့အခါမှာငလမလေးလည်းထွက်လာတပတ်ကြီးလည်းတချိုးတဲ့လက်ကောဒီကောင်ပါကောင်လည်းမသိဘူးဆိုကြောက်ပြီးတော့လက်ကောလက်တဲ့အချိန်မှာဒီတိုင်းမလက်သွားဘူးအဲဒီတပတ်ကြီးရဲ့အုတ်ထုတ်ကပြုတ်ပြီးကြံခဲ့အဲ့တော့ကျွန်တော်တို့တဆေအုတ်ထုတ်ဆိုတာရှိတယ်။တရေတွေတပတ်တွေရဲ့အုတ်ထုတ်တဆေအုတ်ထုတ်ဆိုတာရရင်လိုတရရ နောက်တစ်ခါတရဲတွင်းတရဲအုတ်ထုတ်ကိုရအောင်ရရအောင်ရှာတရဲကိုချက်ချင်းထွက်မပြေးနဲ့တရဲအုတ်ထုတ်တော့ရအောင်ရှာတာငါလည်းမလေးအဲတရဲအုတ်ထုတ်ကို तू ဟာစောင်းလို့တော့မရဘူးသူ့အကောင်ကြီးကတက်တက်လေးသူ့အကောင်ကြီးကတက်တက်လေးအုတ်ထုတ်ကြီးကအကြီးဆိုအဲ့ဒီအုတ်ထုတ်အမြန်တိုးဝင်ပြီးတော့မတော့ဒီအုတ်ထုတ်အကြောင်းသိတာငါလည်းမလေးကဘဟုတုတ္တရှိတာချက်ချင်းဆုတောင်းတယ်လူကျွန်တော်သူဘာဆုတောင်းမယ်ထင်လဲရှင်းရှင်းလေးပဲတမ်းမန်လူတယောက်ရဲ့အရွယ်စားရအောင်ဆုတောင်းလိုက်တဲ့အချိန်မှာအလွန်ချုံမောလှပတဲ့လူလင်ပြိုလေးအဖြစ်ငါလည်းမလေးကဖြစ်သွားတော့အမြန်ပြောရမယ်ဆိုတော့ဇက်ပေါင်းကမ်းမှာမင်းသမီးလေးနဲ့ညာပြီးတော့မှတခါတည်း အမတ်ကြီးရဲ့သတ်မှတ်လေးအနေနဲ့ဘယင်မင်းမြတ်ရဲ့စစ်သူကြီးအဖြစ်ပျော်ရွှင်စွာဇက်ပေါင်းကြလေတည်းပေါ့အဲ့တော့ဒီငလမ်းမလေးပုံမြင်ရနေကျွန်တော်တို့အဓိကလေးလာသင်ယူခဲ့ရတဲ့အချက်ကတော့အရေးကြီးဆုံးအချက်ပဲအဲ့ဒါပါလဲဆိုတော့နံပါတ်1အချက်လူတွေတော်တော်များများဟာဘဝမှာကိုယ်ရည်မှန်းချက်ကိုဖြစ်ဖို့အတွက်ကြိုးစားတဲ့အခါကိုယ့်ရဲ့အားနည်းချက်ပေါ်အာယုံဆိုင်ငလမ်းမလေးကသူ့လူကောင်သေးတယ်ဆိုတော့အားနည်းချက်ပေါ်အာယုံဆိုင်ပြီးတော့ နေပြီးတော့ဒါမလာခဲ့လို့တော့သူအောင်မြင်မှုရစေရအကြောင်းမရှိဘူးအဓိကသူ့မှာလူကောင်သေးတယ်ဆိုတဲ့အားနည်းချက်ရှိပေမဲ့ဉာဏ်ကောင်းတယ်ပေါင်းသစ်ဆက်ဆံရေးကောင်းတယ်အသိဉာဏ်ကျွယ်ဝတယ်ဉာဏ်ထက်မြက်တယ်ဆိုတဲ့အားသာချက်ရှိဘဝမှာလူတော်တော်များများမအောင်မြင်ရခြင်းအဓိကအကြောင်းကကိုယ့်ရဲ့အားနည်းချက်ကိုပဲအာယုံဆိုင်ပြီးစူးစမ်းနေလို့အဓိကချက်ကလူချင်းတို့အားသာချက်ကိုအာယုံဆိုင်ပြီးစူးစမ်းဖို့လိုတယ်ပြန်လူတိုင်းမှာကိုယ့်ရဲ့အာသာချက်ကိုပြသနိုင်မှုလို့အာသာချက်ရှိတယ်ဆိုထိုင်အောင်နေလို့မရဘူးခုနရဲမက်တရားသူ့ကိုမင်းအကောင်သေးတယ်ဘာလုပ်နိုင်လဲပြောရင် तू တကောင်းကိုဝင်အောင် ဆောင်ရွက်နိုင်တယ်လို့လူတွေကိုကိုယ့်ရဲ့အားသာချက်ကိုထုတ်ဖော်ပြသနိုင်ရင်အောင်မြင်မှုတွေရရှိမှာဖြစ်တယ်နောက်တစ်ခါကိုယ့်ရဲ့ဘဝမှာရည်မှန်းချက်အတွက်ကိုယ့်ကိုယ်ကိုစူးစမ်းတဲ့အခါမှာစိတ်ထက်ကြလာပြီဆိုငလက်မလေးအကြောင်းပြန်ပြီးသတိရဖို့အတွက်ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်ဒီ season ကြည့်ရှုတဲ့သူတွေအတွက်ကျွန်တော်စာအုပ်လက်ဆောင်ငါ့ကိုပေးဥမှာဖြစ်တယ်ဒီ season မှာပါဝင်ရင်ကျွန်တော် video file လေးကိုမျှဝေပေးပါမျှဝေပြီးသွားရင် comment မှာမျှဝေပေးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ငါ့ဥကိုကျွန်တော်ရဲ့စာအုပ်ကိုအမှတ်တရ lemonade တူ လက်ဆောင်ပေးပို့ပေးဦးမှာဖြစ်ပါတယ်လို့ကိုကမှမပေးအောင်နော်တယောက်ကိုတုံုံနဲ့အိမ်တန်ရာရောက်ပေးပို့ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတနန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတနန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်ကျွန်တော်တို့၅လပိုင်းမှာဖွင့်ပါတော့ကျွန်တော်ရဲ့စကားဆွမ်းရည်တနန်း business presentations master class ဖြစ်ပါတယ်မိမိတို့ရဲ့စကားဆွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမှုဆိုတက်နိုင်တဲ့ online တနန်းတွေအခုလာမယ် ကျွန်တော်တို့၅လပိုင်း6ရက်နေ့အင်္ဂါနေ့စ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှမစိုးတက်နိုင်နဲ့နေ့စဉ် Facebook group ကနေ recorded video တွေတင်ပေးမယ်တလားလုံးတော့ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေကျွန်တော်နဲ့ unit chicken ဆိုတာတပတ်စာလုံးသင်ခန်းစာနဲ့ပတ်သက်ပြီး machine learning တာတွေမိမိတို့မေးမြန်းလိုတာတွေကိုမေးမြန်းနိုင်တယ်တခါတင်3နာရီလောက်ကြာတယ်။ဒါကြောင့်တင်နန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။တင်နန်းကာလာတက်လာပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးဖို့ပေးမယ်။ အပြင်လူတွေတက်ချင်တဲ့သူတွေကတော့ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတယ်ကျွန်တော်ရဲ့ Emerald တင်တန်းကျောင်းမှာအခုလာမဲ့၅လပိုင်း၁၀ရက်နေနဲ့၁၁ရက်နေ့၂ရက်မှာစနေတွင်း၂ရက်မှာမနက်စင်နာရီကနေညနေ၆နာရီအထိ၂ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာကျွန်တော်နဲ့တွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ်။ online မဲ့တက်ချင်တက်ချင်အပြင်မဲ့တက်ချင်တက်ချင်လူကျွန်တော်ရဲ့နာမည်ရဖုန်းနံပါတ်ရကိုကောမမမင်းနဲ့ messenger message မှာဆင်းပေးထားပြီးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ကျွန်တော်ဆက်ပေးထားပါတယ်။တင်တန်းကျောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ကိုဝင်ကြည့်ပါအပေါ်ဆုံးမှာ ဗီဒီယိုဖိုင်နဲ့တူတင်ထားပေးပါတယ်။ဘန်ကောက်ကသူတွေအတွက်ကတော့ကျွန်တော်ရဲ့ fan meeting meet and greet in Bangkok ကို လာမယ်။ဆက်ရှင်နေ၅လပိုင်းဆက်ရှင်နေမှာဘန်ကောက်မှာကျွန်တော်တို့၂နာရီပေါ့ဆက်ရှင်နေတနင်္ဂနွေနေ့နေ့လယ်၂နာရီကနေညနေ၅နာရီထိဘန်ကောက်မှာကျင်းပပြုလုပ်မှာဖြစ်တယ်။ meet and greet ticket လိုချင်တဲ့သူတွေကဘန်ကောက်မှာတွေ့ချင်တဲ့သူတွေက messenger မှာ meet and greet ticket လိုချင်ပါလို့ရေးထားပေးပါ။ ticket fees ကိုအသက်သာဆုံးဖြစ်အောင်ကျွန်တော်ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်မေးခွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါလူကျွန်တော် comment တွေကိုတံပိုးထားပြီးဖတ်ပါတယ်ဖြည့်တင်ဖြည့်တိုက်တဲ့မေးခွန်းတွေကိုလာမယ့်အစီအစဉ်ဒီမှာဖြေကြားပေးသွားမှာဖြစ်ပါတယ် we must work together we must build our nation